အစ္စရေးကဂါဇာမှာလူသားချင်းစာနာမှုမရှင်တွေဆောက်ရွက်ခွင့်သတင်းဆက်တပတ်ကြောင်းပြင်းပြင်းထန်ထန်ကန့်သက်ပိတ်ဆို့ထားတဲ့နောက်မေလ19ရက်နေ့မှာတော့ထောက်ပံ့ရေးပစ္စည်းတွေတဲဆောင်ထားတဲ့ထရက်ကတချို့ဝင်ရောက်မှုကိုအကန့်အသတ်နဲ့ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ဂါဇာမှာအငတ်ဘေးကြုံလာနိုင်ခြင်းမြင့်မြင့်မမရှိနေကြောင်းထောက်ပြမှုတွေမဟာမိတ်အမေရိကန်အစိုးရရဲ့ဖိအားပေးမှုတွေကြောင့်အစ္စရေးကတထစ်လျှော့ပြီးဂါဇာပြည်သူတွေအတွက်အနည်းဆုံးအဆင့်လိုအပ်မဲ့အတိုင်းအတာပမာဏလောက်ထောက်ပံ့ရေးပစ္စည်းတွေတင်ပို့ဖို့ကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေဖျက်ဝေမှုကိုဟာမတ်စ်ပြောက်ကြားတွေကထိန်းချုပ်တာမျိုးလုံးဝလက်ခံမှာမဟုတ်ဘူးလို့အစ္စရေးကတင်းတင်းမာမာသတိပေးထားပါတယ်။ဂါဇာကိုထောက်ပံ့ရေးရှင်တန်းတွေပြောင်းဝင်ခွင့်ရလာတဲ့အပေါ်ကုလသမဂ္ဂအနေနဲ့ကြိုးဆိုခဲ့ပေမဲ့ပို့ဆောင်ခွင့်ရတဲ့ပစ္စည်းတွေကပမာဏအားဖြင့်တော့ဂါဇာလူဦးရေနှစ်တသမတသန်းနဲ့ရှင်ရင်ပင်လယ်ထဲကရေတပေါက်လောက်သာရှိသေးတယ်လို့ပြောကြားထားပါတယ်။အစ္စရေးကဂါဇာကိုထောက်ပံ့ရေးပစ္စည်းတွေပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်ပေမဲ့ တစ်ဖက်မှာလည်းဂါဇာကစစ်စင်ရေးတွေကိုပို့ပြီးချဲ့ထွင်အရှိန်မြှင့်တော့မယ်အကြောင်းအတည်ပြုထားပါတယ်။မေလ19ရက်နေ့မှာတည်းဂါဇာအနှံ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူပေါင်း40ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။